တနင်္လာသမီးများတွေအခုဒါဝင်ရောက်ဖြတ်တန်းရတော့မယ့်အော်တိုဘာလာတလတာနဲ့ပတ်သက်တဲ့ကကြမအခြေအနေကိုအရင်ဆုံးဒီရင်ငိမ့်နဲ့ဟောပြောပြီးမှာပါ။အဲပြီးတဲ့အခါမှာတေရော့ကန်လေးတွေနဲ့လည်းပဲကကြမဖတ်ကြားပြီးမှာပဲဖြစ်ပါလေခင်ဗျာ။တနင်္လာသမီးများအနေနဲ့အခုဒီအော်တိုဘာလာတလတာဟာမထင်မှတ်တာတွေမမျောလင့်တာတွေအံ့အားသင့်ပွေရာအဖြစ်ဖြစ်တွေကိုကြုံတွေ့ရစေနိုင်တဲ့ဒါလာတလာပဲဖြစ်ပါလေ။အဲတော့ဒါထူးထူးခြားခြားအဖြစ်ပြက်တွေကိုပေါ့နော်ကြုံတွေ့ရနိုင်ပါလေ။အဲတော့ကောင်းလာတွေလည်းရှိနိုင်သလိုအဲဆိုးလာတွေလည်းပဲ ရှိနိုင်ပါတယ်နောက်ထပ်ထူးခြားတာကတော့ဘယ်ကိစ္စပဲဖြစ်ဖြစ်နှစ်ခါထပ်ထပ်ပြီးတော့ဖြစ်တတ်ပါတယ်အဲ့တော့ကောင်းတာပဲကြုံကြုံဆိုးတာပဲကြုံကြုံနှစ်ခါထပ်ပြီးတော့ကြုံအားတတ်တဲ့ပုံစံမျိုးလေးတွေဖြစ်တတ်ပါတယ်နောက်ဒီတလားတာကာလအတွင်းမှာတချို့သောကိစ္စတွေကကြိုတင်ပြင်ဆင်ပြီးတော့ဒါစီစဉ်ထားတဲ့ကိစ္စတွေမှာအစီအစဉ်တွေကြဖြစ်ချင်မှာဖြစ်လာပါလိမ့်မယ်။မစီစဉ်ထားတဲ့ကိစ္စတွေမရည်ရွယ်ထားတဲ့ကိစ္စတွေမမျှော်လင့်ထားတဲ့ကိစ္စတွေမထင်မှတ်ထားတဲ့ကိစ္စတွေကအများသောအားဖြင့်ပုံမူပြီးတော့ကြုံတွေ့ရတတ်ပါတယ်။အဲ့တော့အကောင်းဆုံးအကြံဉာဏ်ပေးချင်တာကတော့ ဖြတ်ခနဲ့ပေါ်ရင်ဆက်ခနဲ့လောက်ပါလို့ဒါပြောရမယ်ပုံစံမျိုးပါပဲအဲ့တော့ဘယ်ကိစ္စပဲဖြစ်ဖြစ်ပေါ့နော်ပေါ်လာတဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့လောက်ကန်ဆောင်ရတာကပုံမူပြီးတော့ဒါအောင်မြင်မှုတွေကိုရရှိစေနိုင်ပါလိမ့်မယ်အဲ့တော့တလားတာကာလအတွင်းမှာခရီးတို့သွာလာလှုပ်ရှားမှုတို့နဲ့အလွန်အကျိုးပေးစေနိုင်တယ်ဆိုတာကိုတွေ့ရပါတယ်။နောက်ရံဝေးနဲ့ပတ်သက်တဲ့ကုညီကောင်အထောက်ပံ့ကောင်အဆက်အသွယ်ကောင်တွေလည်းပဲရရှိစေတတ်ပါတယ်။တလားတာကာလအတွင်းမှာညီငယ်လေးနေနေရတာမျိုးမဟုတ်ဘဲနဲ့ လှုပ်လှုပ်ရှားရှားသွားသွားလာလာနဲ့လောဝကန်ရနေရထိုင်ရတတ်တာမျိုးလေးတွေကြုံရတတ်ပါတယ်မိတ်ဆွေများကကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကိုကြည့်ရှုနေပြီဆိုရင်ဘေးမှာရှိတဲ့အသဲလေးကိုနှိပ်ပြီးတော့ like လုပ်ပေးပါဦးနောက် follow မလုပ်ရသေးတဲ့သူများကလည်းပဲအပေါ်မှာရှိတဲ့အပောင်လေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပေးလို့ရပါတယ်ခင်ဗျာတင်းခါသားသမီးများဟာတလားတာကာလာတွင်မှာ စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့အချက်လေးကတော်တော်လေးအရေးကြီးပါတယ်စိတ်တက်ကြနေတာတို့စိတ်အားငယ်နေတာတို့เนาะကို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 ယုံကြည်မှုတွေညော်နေနေတာမျိုးတို့မဖြစ်ပါစေနဲ့ဘလို့အခက်အခဲဘလို့အသာစီးမှုကိုမဆိုရင်းဆိုင်ဖြော ကြော်ဖြတ်သွားနိုင်တယ်ဆိုတဲ့စိတ်မျိုးကိုမွေးမြူထားဖို့လိုပါတယ်။ရန်လေးတွေအတိုက်ခိုက်လေးတွေရှိနိုင်တော့လည်းပဲအောင်မြင်စွာဖြတ်ကျော်နိုင်ပါလိမ့်မယ်။အမှုကိစ္စပြဿနာလိုဟာမျိုးပြောဆိုဖြေရှင်းရမယ့်ကိစ္စရမျိုးတွေကိုလည်းပဲအောင်မြင်စွာဖြေရှင်းလုံဆောင်နိုင်လိမ့်မယ်လို့တွေးရပါတယ်။နောက်စနေကြိုအားကောင်းနေတာဖြစ်တဲ့အတွက်နိုင်ငံရဲ့ခြားနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေကိုစီစဉ်ဆောင်ရွက်နေတဲ့သူတွေလည်းပဲအဆင်ပြေပါတယ်။နောက်လူမျိုးကြားဘာသာကြားနဲ့အကျိုးပေးတတ်တယ်လို့တွေးရပါတယ်။နိုင်ငံရဲ့ခြားအဝေးကိုရောက်နေတဲ့သူတွေကလည်းပဲပို့ပြီးတော့အဆင်ပြေမှုတွေ ရရှိစေနိုင်ပါလိမ့်မယ်ခင်ဗျာအဲ့တော့အထူးကယူဆိုင်ဖို့လိုတာကတော့လူမှုပေါင်းသင်းဆက်ဆံရေးပါပဲလူမှုရေးပိုင်းနဲ့ပတ်သက်တဲ့ဂျူတွေကတော်တော်လေးညံ့နေပါလေဒါကြောင့်မလို့ဒီလာပိုင်းဟာလူအများနဲ့ပေါ့နော်အဆင်မပြေတာမျိုးတွေပို့ပြီးတော့ဖြစ်တတ်လွယ်ပါတယ်ဒါတွေကိုတတိထားဖို့လိုပါတယ်လုပ်ငန်းခိုင်ခိုင်ပိုင်းအခြေအနေလေးတွေမှာ ိတ်ပြီးတော့အဆင်မပြေသလိုမျိုးတွေဖြစ်နေတာပါတယ်လက်ရှိရှိရင်းတဲ့အလုပ်လက်ရှိရှိရင်းတဲ့နေရာမှာအဆင်မပြေမှုတွေများပြီးတော့အလုပ်တဲ့နေရာတွေပုံစံတွေအပြောင်းလဲတွေရှာဖွေနေတဲ့သူတွေကတော့အခွင့်အလမ်းကောင်းတွေအဲရရှိပေါ်ပေါက်လာနိုင်လိမ့်မယ်လို့တွေ့ရပါတယ်ငွေကြေးကိစ္စတွေမှာမတည်မကြဖြစ်နေတာပါတယ်ရရရှိတဲ့ငွေတွေရမလို့လို့နဲ့မရဘူးဖြစ်နေတယ်ပေးစရာရှိတဲ့ငွေတွေဟာမပေးနိုင်သေးဘူးဖြစ်နေတယ်ငွေကြေးပိုင်းမှာထင်းငော့ခက်ခဲကြံ့ကြာမှုလေးတွေ ကြုံရတတ်ပါတယ်ခင်ဗျာကျမ်းမာရေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေကလည်းပဲအကောင်အဆိုးကတော့ညီမျှနေပါတယ်တအားကြီးကျမ်းမာရေးကောင်းစေနိုင်တဲ့လာတလာပါလို့ပြောလို့မရသလိုကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့တအားကြီးချူချာမှုတွေပေါ့နော်အဆိုးအညံ့တွေကြီးရဲ့ပဲကြုံတွေ့နေရမယ်လို့လည်းပဲမဟုတ်ပါဘူးခင်ဗျာကြတာကတော့ပထမဦးဆုံးဒါဒီရဲ့အင်္ဂါဝိသကိုအခြေခံလာတဲ့၃နံပေါ်တော့တိုင်ပါပေါ့နော်ဒီအခု အော်တိုဘာလာမှာကြုံတွေ့ရနိုင်တဲ့အခြေအနေတွေကိုအားလုံးခြုံငုံပြီးတော့ကျွန်တော်ဟောပြောပြတာပါတဲရော့ကလေးနဲ့လည်းကျွန်တော်ကန်ကြမှာဖတ်ကြားပေးအောင်ပါပဲဖြစ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေများကကျွန်တော်ရှိမှာတဦးချင်းတယောက်ချင်း ေဒီမေးမြန်းကျင်တယ်ဆိုရင်ကျွန်တော်ရဲ့ TikTok bio မှာ Viber Telegram ဖုန်းနံပါတ်တွေတင်ထားတာရှိပါတယ်။အဲဒီကနေဆက်သွယ်ပြီးတော့ကြိုတင်စာရင်းပေးပြီးတော့ဗီဒီယိုမေးမြန်းလို့ရပါတယ်ခင်ဗျာ။တဝူးချင်းတယောက်ချင်းရဲ့ကိန်းခံကိုတွက်ချက်ပြီးတော့လိုအပ်တဲ့ဗီဒီယိုဟော့စတန်တွေကိုကျွန်တော်ပို့ပေးတယ်။နောက်သိလိုတဲ့မေးလိုတဲ့အကြောင်းအရာတွေကိုဖြည့်ပေးဟောပေးပါတယ်။နောက်လိုအပ်တဲ့ရည်ရည်တွေကိုအကြံပြုလမ်းညွှန်ပေးပါတယ်။ကြောက်ရှိနေတဲ့နှစ်ကာလပိုင်းထားတဲ့ပတ်သက်တဲ့အခြေအနေတွေကိုသိချာနားလည်အောင်ဟောပြောပေးပါတယ်။ညံပူစောကတဝူးကို2000ကျပ်ယူပါတယ်ခင်ဗျာ။ နောက်တစ်ခုက Play Store မှာစောရန်ထိုးဆိုတဲ့နာမည်ကိုရိုက်ပြီးတော့ကျွန်တော်ရဲ့ Bedding Application လေးကို download ဆက်ကကျွန်တော်နေ့စဉ်ပုံမှန်တင်ဆက်ဟောပြောပေးနေတဲ့နေသားလိုက် Daily Haul တွေကိုနေ့စဉ်ဝင်ရောက်ကြည့်ရှုဖတ်ရှုနိုင်ပါတယ်။ဒါအပြင်တပတ်စာဟောသတန်းတွေတစ်လစာဟောသတန်းတွေလည်းတစ်နှစ်စာဟောသတန်းတွေကိုလည်းပဲ application တွေထဲမှာဝင်ရောက်ကြည့်ရှုဖတ်ရှုနိုင်ပါတယ်။ကျွန်တော်ကိုအားပေးတဲ့မိတ်ဆွေများက application လေးကို download ဆက်ကဝင်ရောက်ကြည့်ရှုပါအောင်လို့လည်းပဲတောင်းဆိုလိုက်ရပါတယ်ခင်ဗျာ။အခုကျွန်တော်ဆက်လက်ပြီးတော့တင်လာသားသမီးများအတွက်ဒါကံကြမ္မာဖတ်ကြားပေးမှာပဲဖြစ်ပါတယ်။ တင်းလာသားကြီးများကအတာဟုဖြတ်တန်းဝင်ရပါတော့မယ်ပေါ့နော်အော်တိုဘာလတလတာဆိုတဲ့အချိန်ကာလအတွင်းမှာကြီးခဲ့တဲ့သူတချို့ကြောင့်ပေါ့နော်စိတ်တော်ကများစရာလေးတွေစိတ်ညစ်စရာလေးတွေကြုံရတတ်ပါတယ်နောက်တစ်ခုကဒီကာလပိုင်းခြားပေါ့နော်ဒီလာပိုင်းမှာ အပြိုင်ဆိုင်လေးတွေအနှောက်အယှက်လေးတွေရှိတတ်တယ်ဗျာဆိုရလဲဆိုခဲ့တယ်ပေါ့နော်လူမှုပေါင်းရင်းဆက်ဆံရေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေလေးတွေမှာလည်းပဲအဲခယူဆိုင်ဖို့ပေါ့နော်အဲ့တော့အဲ့ဒီအချက်လေးတွေကိုတော့ထည့်ပြီးတော့ ပြောကြပါတယ်။နောက်6လောက်တွေမသေးချင်တာမလှုပ်ချင်တာ6လောက်နာတာ6လောက်ထိခိုက်မိတာမျိုးတွေဖြစ်တတ်ပါတယ်။အားလေးတွေကိုနည်းနည်းခရူးဆိုင်ပြပါ။အဲ့တော့တိုးတက်အောင်မြင်မှုတွေကိုရရှိနိုင်တော်လဲပဲအခက်အခဲတွေနဲ့တူစိန်ခေါ်မှုတွေကြုံတွေ့ရစေနိုင်မဲ့လာတလာပဲလို့ဆိုရမှာပဲဖြစ်ပါတယ်။အဲ့တော့ဆောင်ရရမဲ့ရည်ရာကတော့မြတ်စွာဘုရားရှင်ကိုလိုမြတ်ကြီးရဲ့ထာမှာဗထောင်းညွတ်12ညွတ်ရဲ့ဒံပေါက်တပွဲရဲ့လှူဒန်းပြီးတော့ကိုယ့်ရဲ့ကံတွေလက်တွေ ဝင်လန်းတိုးတက်စေနိုင်ဖို့အတွက်ဆူတောင်းဆောင်ရွက်ပေးပါလို့ရေရလေးပေးလိုက်ရပါတယ်ခင်ဗျာအဆုံးထိကြည့်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ် like share comment လေးတွေနဲ့အားပေးခဲ့ပါအောင်ခင်ဗျာ